ီလုပ်ငန်းစလုပ်ဖြစ်တာမှကြောင်းတက်ပြီးတော့ပြန်လာတဲ့အခါမှာကိုဗစ်ကလည်းတန်းပြီးတော့ကျိုးစိုးနေတာပေါ့နော်ဘိမလည်းမထွက်ရမပြူရအဲ့လိုဖြစ်နေကာလာပေါ့ကာလာဆိုတော့အမကိုရာလည်းအဲ့ချိန်မှာကျန်းမာရေးလေးနဲ့ခြူကြတယ်ခြူကြတော့ဒီဟော်မုန်းပေါ့နော်ဟော်မုန်းချင်းချက်အပြောင်းလဲနေမှလည်းဆေးကန်းကလည်းချိန်လုံးပြရတယ်ဆိုတော့ဒီ probiotic ကိုသူကညှောတာပေါ့နော်စပြီးတော့ဒီ probiotic ကဘာဖြစ်လို့တောက်ရလဲဆိုတော့အမလည်းစပြီးတော့လေးလာရင်းနဲ့မှအော်ဒီလောက်ကောင်းကျိုးတွေများတာလားဒီလူတယောက်မှာကဒီ probiotic ဥလန်းချောင်းထောက်ရှောက်မှာပေါ့ဒီ probiotic လေးတွေစောင့်ရှေ ောက်နေလို့ရှင်တော်ယုံယောဂါမဝင်ဘူးပေါ့လေဟိုဒိန်ရင်ဆိုတိုင်း provide မဟုတ်ဘူးအချင်ဖောက်တဲ့ဇီဝပိုးလေးတွေပေါ့အဲ့ဒါကအမျိုးမျိုးရှိရဲတခါလဲဆေးတွေတောက်နေမဲ့စားအမဒိန်ရင်လေးလဲတောက်ပြီးတော့တခါလဲပေါ့နော်ဟိုကျန်းမာရေးလဲအထောက်အပံ့ဖြစ်အောင်ဆိုပြီးတော့ဟိုကိုဗစ်ကာလာလေးမှာစလုပ်ခဲ့ entrepreneur mindset အခုရှိမှာရေနော်တော့ရှိမနေဘူးလုပ်ငန်းတွေပါစမယ်စီးပွားရေးလုပ်မယ်ဆိုပြီးတော့ဖြစ်မနေဘူးပေါ့နော်အဲ့တော့ကိုဝါသနာပါတဲ့ဥစ္စာလေးနဲ့ကိုလုပ်မယ်ပေါ့အဲ့မှာအတမဝဲကြောင့်ပြုတ်မယ်ပေါ့ဒီလိုလောက်ပဲရှိတာပေါ့နော်ခုနစုံတီထွင်ဆိုတဲ့လောက်ကစက်လုံးလေးကတော့လာပါပေါ့နော်အနုကလာပါဒါပေမဲ့ဟို အဲ့လိုဟာမျိုးကတော်တော်လေးကိုမလွယ်ကူတဲ့ live လို့ပြောရပါတော့ဒါအကူရောအဲ့လိုအောင်မြင်နေတဲ့ story တွေပြောတဲ့အခါကျတော့ရှင်တော့မိုက်တယ်ဆိုတဲ့အချင်းရှိပေမဲ့ ကြားထဲမှာရှုံးခဲ့တာအများကြီးရှိတယ်။လုံးဝမအောင်မြင်တဲ့ entrepreneur လည်းအများကြီးပဲအဲ့လိုဟာရှိတော့တကယ်တကယ်အဲ့လောက်ထိ resilient ဖြစ်မှာပေါ့နော်။အဲ့လိုခံနိုင်ရှိမှလဲကြရင်ပြန်ထနိုင်တဲ့ဟာမျိုးရှိတော့မှ problem solving လုပ်နိုင်မှကိုယ့်ရဲ့ ego တွေကိုလုံးဝဘေးချပြီးတော့ကိစ္စမှန်သမျှကိုလုံးဝ get it done ပေါ့နော်။လုံးဝပြီးအောင်ရအောင် လုပ်နိုင်တဲ့အဲ့လိုမျိုး mentality မျိုးရှိတော့မှဇုံဦးတီထွင်တဲ့အပိုင်းပေါ့နော်။ဒါဆို အဲတနေ့ကို12နာရီလောက်ရမယ်တစ်ပတ်ကို9နာရီလောက်ရမယ်သူများနားအချိန်မှာကိုကနားလို့မရအောင်အမြဲတမ်းလုပ်နေရအမြဲတမ်းရှိနေရအမြဲတမ်းတိုးတက်အောင်တင်နေရမယ်ထားနေရမယ်အဓိကတော့လေ pricing ပေါ့နော်ဟုတ်ကဲ့ဟုတ်ဈေးနှုန်းအသေးချာသတ်မှတ်ဟုတ်ကဲ့ဟုတ် မုတ်အရင်နဲ့မဟုတ်ဘူးအမတို့ကဆိုင်ကန်းကားတွေထည့်တွဲရမယ်ပြီးလို့ရှိရင်လုံသမားကားတွေထည့်တွဲရမယ်မီတာကားတွေထွက်တွဲရမယ်ဒါတွေအပြင်မှာကိုကအမျက်ဘလောက်ဆိုတဲ့ဟာကိုတေချာလေးကိုတွက်ပြီးတော့တွက်ကြမို့မုတ်တပွဲရဲ့ဟို pricing ကိုတေချာတွက်နိုင်တယ်အမတို့ကဒီထဲမှာထည့်ဝင်တဲ့ဟာတွေကိုတေချာလေးကိုစီရင်ပြုစုပြီးတော့မှဒီမုတ်တပွဲရဲ့ဒီဈေးနှုန်းကိုသတ်မှတ်တဲ့အတွက်ကြောင့်မလို့အမတို့ရေရှည်သွားလို့ရတယ်အဲ့အချိန်မှာ band wire ရဲ့ကနေပြီးတော့ steven 4000နဲ့အဲ့4000မှာဆိုတော့အတုံး20ဆို20ထွက်တယ်ဒီကြကြထွက်တယ်ပေါ့နော်ဟိုမုတ်လောက်တဲ့ က်နေုံနဲ့လေအမတို့စီးပွားမဖြစ်ချောင်းတက်နေုံနဲ့လည်းမဖြစ်ဘူးပေါ့နော်အဲ့တော့အမတို့ကဒီနှစ်ခုစလုံးကို balance ဖြစ်အောင်တည်နေမှစီးပွားဖြစ်မှာပေါ့နိ ိုကိုက business man မဟုတ်ဘူးပေါ့ design ဘက်ကိုပို့သွားတာဖြစ်တဲ့အတွက်ကြောင့် entrepreneur တောင်းနေလောက်လိုက်အခါမှာခက်ခဲရ business နဲ့ဆိုင်တဲ့ principle ဘိုင်းတွေဟိုင်းပြီးအခုတော့ခက်ခဲအဓိက financial ဘိုင်းတွေပေါ့လုပ်ငန်းက तू ကအတိုင်းအတာတစ်ခု profitable ဖြစ်နေမှလဲ survive ဖြစ်မှာ finance ဘိုင်းတွေမှာအကိုတို့ဒီဘယ်ဟာတွေကိုဘယ်လိုတွတ်တာလဲဘယ်လောက်ယူတာလဲ percentage တွေဘယ်လိုတွတ်မှာလဲဘယ်ဟာရှိမှာလဲပြီးတော့ cost တွေကိုဘယ်လိုမျိုးရှိတာလဲဒုတိယတစ်ချက်ကတော့ production နဲ့ပတ်သက်တဲ့ဥစ္စာပဲဆိုတော့အကိုက manufacturing နဲ့ပတ်သက်တဲ့ဟာမျိုးတခုမှမလုပ်ဘူးဟုတ်ကဲ့ ဆက်ယုံနေပါရင်လည်းမရောက်ဘူးသွားလည်းမလေ့လာဘူးဖြစ်တဲ့ခါကျတော့တကယ်တကယ်တဖြည်းဖြည်း grow ဖြစ်လာတဲ့ခါမှာအဲ့ဒီ inventory နဲ့ပတ်သက်တဲ့ဟာတွေ management လုပ်ရတာအခုတော်တော်အခက်အခဲဖြစ်ခဲ့တယ်ဆိုတော့အဲ့ဒါတွေအများကြီးလေ့လာရတယ်ပေါ့နော်အခု waste တွေနည်းနိုင်တဲ့များနည်းအောင်ဘယ်လိုလုပ်ကြရလဲဘယ်လိုရှိရလဲ ဘယ်ဟာတွေကိုဘလို့ maintain လုပ်တာလဲအဲအဲ့အရမျိုးတွေပေါ့နော်နောက်ထပ်အခက်ခဲဖြစ်တဲ့အရာတစ်ခုကတော့ဒီလူတွေကို manage လုပ်ရတာလူတွေကို manage လုပ်ရတာပေါ့နော်လူမြဲအောင်ပေါ့အခက်ခဲဖြစ်ဆုံးတဲ့မှာတော့ပါမယ်လို့ပြောလို့ရတယ်ကျိုးတဲ့ဦးလေးမတန်းတာအစပြတ်တက်တာပေါ့နော် packaging တွေဆိုလဲအမတို့အစင်စင်ပိုးသက်ပြီးတော့မှပဲထည့်ရတယ်ပေါ့နော်ဒီကြာရှည်ခံစည်းမထည့်ရင်တော့အကုန်လုံးကတော့တက်တန်းကတော့မခံဘူးမခံပေမဲ့လည်းပို့ပြီးတော့ပေါ့နော်အမဟာလေးပြက်ပြီဆိုလို့ရှိရင်ပြတ်တယ် complaint ကချက်ချင်းရောက်တာပေါ့လေဟိုမဖြစ်အောင်လုပ်လို့တော့မရအောင်ဖြစ်မှာပဲ तू ကဒီ ဥ္စာကဒီတဘာဝနီးနဲ့ပဲအမားတို့ဒါအတက်နိုင်ဆုံးတော့ပေါင်းခန့်နဲ့ပိုးသက်ပေးထားတယ်။ပိုးကလည်းအရန်ကြီးပေါ့နော်။အခုချိန်ပြင်းပြင်းနဲ့အမားတို့ဒီ UHD ဘူးတွေခေါ်တာပေါ့နော်။ဟိုစက်ကူဘူးတွေပေါ့။6လတစ်နှစ်ထားလို့ရတဲ့ဘူးတွေ။အဲ့လိုဘူးမျိုးတွေစနစ်ကိုလုံးမယ်ဆိုရင်လည်းအခုချိန်အရန်ကြီး330လောက်နဲ့လုံးရတဲ့အတွက်ကောင်းတဲ့ပိုးတွေပါတည်သွားတယ်။ ကောင်းတဲ့ပိုးတွေလည်းကြံ့အောင်မကောင်းတဲ့ပိုးတွေသိအောင်ပေါ့အဲ့ temperature လေးတစ်ခုမှအမတို့ကလုံးရတာပေါ့နော်လုံးပြီးတော့မှထုတ်ရတဲ့အတွက်ဟိုအထားသူကတော့အရန်ကြီးတော့ဂယူးဆိုက်ရတယ်အရန်ကြီးတော့ဟိုပစ္စလက်ခတ်တော့ထားလို့မရဘူးပေါ့လေ